အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေ့လာမှာကတော့မိုက်ချိုင်ဝါဆိုတဲ့သင်ခန်းစာဖြစ်ပါတယ်မိုက်ချိုင်ဝါဆိုတာကအဲ့ဒီလိုမဟုတ်ပါဘူးဒီလိုဆိုလိုတာမဟုတ်ပါဘူးဆိုပြီးတော့ပြန်မြအဖြစ်အတိတ်ပဲရတယ်ပေါ့နော် သူကဘယ်လိုမျိုးလဲဆိုလို့ရှိရင်အငင်းဝါကြာစကလုံးပဲပေါ့နော်ဘယ်လိုမျိုးမှငင်းတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုတစုံတယောက်ကဒီအကြောင်းအရာတစ်ခုကိုမှတ်ချက်ပေးလိုက်ပြီး တစုံတဦးကိုမှတ်ချက်ပေးလိုက်ပြီးအဲ့ဒီအချိန်မှာပြန်ပြီးတော့အဲ့ဒီအကြောင်းအရာမဟုတ်ပါဘူးဆိုပြီးတော့ပြန်ပြီးတော့ညင်းတာပေါ့နော်အဲ့လိုညင်းပြီးတဲ့အချိန်မှာလည်းကိုကပြန်ပြီးတော့သူ့ကိုတိကျရှင်းလင်းတဲ့အကြောင်းပြချက်တခုပြန်ပြီးတော့ပေးရမယ်ပေါ့နော်ပေးဖို့လိုအပ်တယ်ပေါ့နော်ပေးစရာမလိုတဲ့ဝါကြလည်းရှိရပေါ့နော်ဒါပေမဲ့လို့ဒီမိတ်ချိုင်းဝါရဲ့အထိပ္ပယ်ရဲ့နောက်မှာ ပြန်ပြီးတော့တိကျတေကြတဲ့ပြန်ပြီးတော့အဖြစ်တခု ရှင်းလင်းဖော်ပြချက်တခုကိုပြန်ပေးနိုင်ရမယ်ပေါ့နော်ပေးနိုင်ရင်ပိုကောင်းတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မိုက်ချိုင်းဝါဆိုတဲ့သင်ခန်းစာကိုအတူတူလေ့လာမယ်အဲ့ဒီလိုမဟုတ်ပါဘူးဆိုပြီးညင်းတဲ့စကားလုံးပေါ့နော်ဒီနေရာမှာစကားလုံးအများကြီးရေးထားတယ်သူကအတိတ်ပဲအများကြီးလည်းရှိတယ်ပေါ့နော်ဒီမိတ်ချိုင်းဝါကိုလည်းသိမယ်တခြားစကားလုံးတွေကိုလည်းကျွန်တော်တို့သိမယ်เนาะအရေးကြီးတဲ့အကြောင်းအရာတွေရှိတယ်အဲ့တော့ဒီထဲမှာကျွန်တော်နမူနာလေးပုံလေးနဲ့ပြထားမယ် ဒါလေးကကျွန်တော်တို့ရဲ့ဒါပေါ့နော်ကျွန်တော်တို့ကိုပြောတဲ့သူတနည်းအားဖြင့်ဒါတတိပဲထားလိုက်ပေါ့နော်တတိအင်ရှင်ရပေါ့နော်ကျွေးတဲ့တစုံတစ်ခုဘာကျွေးတာလဲပဇွန်မီကင်လေပဇွန်မီကင်ဆိုတာဒါတခြားအစားတောက်လည်းထည့်လို့ရတယ်သူကအာဟာရထလေနော်ပင်လေစားအစားအစာကိုအဓိကထည့်ကြလို့ထမိုင်းသူကမိတယ်ဘာကြောင့်လဲမိုက်ကင်ကုန်းဖောင်းอ่ะမိုက်ကင်မစားဘူးပေါ့နော် ကုံဖောင်ဆိုတာကပဇွန်မီးကင်ကုံဆိုတာပဇွန်ဖောင်ဆိုတာကဒါကင်တယ်ပေါ့เนาะမီးရှို့တယ်เนาะကုံဖောင်ဆိုရင်ပဇွန်မီးကင်လို့အဓိပ္ပာယ်ရမယ်မိုက်ကင်ကုံဖောင်啊ဘာကြောင့်ပဇွန်မီးကင်မစားတာလဲဘာကြောင့်ပဇွန်ပဇွန်မစားတာလဲပေါ့เนาะသူမင်းဒါမင်းကလေးကိုစားပြုတယ်နေပေါ့เนาะသူမင်းမချမလားမင်းမကြိုက်ဘူးလား မေချော့ဘလောလောဆိုတာကဒါလာပေါ့เนาะမြန်မာလိုပြောမယ်ဆိုရင်လောသူမေချော့ဘလောပါးကြောင်လဲပါးကြောင်ပစုံမေးကင်မစားတာလဲမင်းမကြိုက်ဘူးလားလို့မေးတာပေါ့เนาะဒီညမှာဒီစရအေးလေးမပါဘူးเนาะဒါရေးတဲ့နေရာမှာတော့နှိမ့်လဲအဲဒါဖြစ်ဝလာပေါ့เนาะဒီဟာလေးမပါဘူးဟောရောရောဆိုရပြီ Thamai make กินกุ้งเผาอ่ะ ธอไม่ชอบหรอบ้าจังบะซุนมีกินโอมาซ่าล่ะแลไม่ไม่ใจหลูล่ะ เอไอ้เฉยมาจนก็แม้งคลีอ่ะปะเนาะตูไอ้ตูเนี่ยตะเบ้เดียวก็เปลี่ยนพี่รอผีมั้ยผีได้ปုံสันမျိုးเลยปะเนาะตูอ่ะเปลี่ยนเปียวมั้ยไม่ใช่ว่าไม่ชอบค่ะ ไม่ใช่ว่าด่าไม่เข้าป่าวบ่าวด่าไม่เข้าตาแลไม่ชอบไม่ใจด่า ไม่ใช่ว่าไม่ชอบค่ะ မကြိုက်တာမဟုတ်ပါဘူးရှင့်ဘောနော်တဲဒါဝိမဲ့ဒီနေရာမှာတဲဆိုတာသွားသွားထည့်ရပေးရယ်နော်ဒါဝိမဲ့ဆိုပြီးအသေးပဲမပြန်အောင်နော်သူကတော့စကားအဆက်ပုံစံမျိုးထည့်ရတယ်မိတ်ချိုင်းဝမိတ်ချော့ခါတဲနူဖဲအဟန်ထလီခါနူဆိုတာကြွက်ကိုပြောတာဒါဝိမဲ့ဒီနေရာမှာမိတ်ကလေးကိုကိုစားပြုတယ်နူဆိုတာတမီးပေါ့နော် ဟိုရင်းနှီးတဲ့အချိန်မှာနူဆိုပြီးကိုယ့်ကိုယ်ကိုတုံတုံနဲ့ယောက်ျားလေးလည်းတုံတယ်ဒါပေမဲ့အများဆုံးအဖြစ်မိန်းကလေးကတုံတယ်ပေါ့နော်တဲနူဖဲအဟထလေခါဖဲဆိုတာကဒီနေရာမှာဟိုဘယ်လိုပြောမလဲဒီဓာတ်မတည့်ဘူးပေါ့နော်ဖဲအဟထလေခါအဟဆိုတာအစားအစာထလေဆိုတာကပင်လေခါဆိုတာရှင့်အဟထလေခါဆိုလို့ရှင့်ပင်လေစာအစားအစာကိုဓာတ်မတည့်ဘူး တမီးကပင်လေစာအစားအစာနဲ့ဓမ္မတဲလို့ပါရှင်ပေါ့နော်သူကပြန်ဖြေတယ်အပြန်ဖြေပြီးတော့သူကဘာပြန်ပြောလဲပင်လေစာအစားအစာနဲ့မတဲဘူးဆိုတော့ဟုတ်ပြီဘာလို့မတဲရလဲဒါတိကျတိကျနဲ့အဖြေတခုကိုကောင်မလေးကပြန်ပြီးတယ်กินแล้วก็คันตัวมากินแล้วก็ซาบีหินกินแล้วซาบีတယ်กินแล้วก็ซาบีหิน ခံတူဝမခံဆိုတာကရားရံနေပေါ့နော်ခံတူဝရားရံနေခန္ဓာကိုရားရံနေနောက်မှာမပါလာတယ်ခံတူဝမဆိုတော့ခန္ဓာကိုကအရန်ရားရံနေကင်လောကခံတူဝမစပြီးလို့ရှိရင်ခန္ဓာကိုကအရန်ရားရံနေလို့ခေါမလေးကတိကျပြတ်သားတဲ့အဖြစ်ကိုသူ့ရဲ့တထေးကိုပြန်ပြီးရောပေးတယ်ပေါ့နော်ဒီနေရာမှာမိချိုင်းဝအငင်းဝကြား မဲချောင်းမကြိုက်ဘူးတဲ့ဒါပေမဲ့နူးဆိုတာတမီကြွက်ပေါ့နော်ဖဲအာဟန်ထလေဆိုတာပင်လေသာနဲ့မတည့်ဘူးဖဲအာဟန်ထလေပင်လေသာနဲ့မတည့်ဘူးကင်လောက်ကစပြီးရင်ခံတော်မခန္ဓာကိုယ်ဟာအရန်ရာရန်နေလို့ပြောတာပေါ့နော်ဒီနေရာမှာဒါပင်လေသာနဲ့မတည့်လို့အများရှိရဲ့အတွက်ပေါ့နော်ဒါအကျိုးရှိမယ်လို့ထင်လို့ဒီစကလုံး အမေးဖြေပုံစံမျိုးလေးကိုပြောပြရခြင်းဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီဒီတစ်ခါတော့ကျွန်တော်ဒီသင်ခန်းစာထဲမှာမေးခွန်းတစ်မျိုးမေးမယ်ပေါ့နော်ဒီနေရာမှာခန္တူဝါမခန္ဓာကိုယ်ကအယံရာရနေပေါ့နော်ဟုတ်ပြီအဲ့ဒါကိုအတိတ်ပဲတစ်မျိုးထက်ရှိတဲ့အကြောင်းအရာပေါ့နော်အဲ့ဒါကရှိရာခန်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ခန်ဆိုတဲ့စကားလုံးကိုဒီ ကျွန်တော်စာရေးပြမယ်အဲ့ဒီဟာနဲ့ပေါင်းရင်ဘယ်လိုအထိပ္ပယ်ရလဲပေါ့နော်အတန်ထွက်တော့ဖတ်မပြတော့ဘူးအဲအခုလို့ရေးပြတယ်စကလုံးလေးဆိုရင်ဘာအထိပ္ပယ်တက်ရောက်မလဲပေါ့နော် အားလုံးပဲဖြေနိုင်မယ်လို့ထင်တယ်ပေါ့နော်အားလုံးပဲဖြေနိုင်ကြပါစေအတူတူလေ့လာခဲ့တဲ့ငွေချင်းဒီအားလုံးလည်းကျေးဇူးပါခော့ခွန်ကပ်